ီနေ့မှာတရဏဂုံတောက်အင်းအကြောင်းပြောပြမှာပါနော်ဒီတရဏဂုံတောက်အင်းကိုပုံမှန်တောက်ပေးခြင်းအပြင်ဒိဗတ်စကုအချားမျိုးပါရရှိနိုင်တယ်ပေါ့ဒါပေမဲ့တောက်တဲ့အခါမှာအာတာရဏ9000စီနဲ့တွဲပြီးတောက်တာရဏ9000စီရတော့ဒါကိုနီးစက်ရဆရာကြီးမှာမိတင်းပြီးတော့ဒါတောင်းကြည့်ပေါ့နော်ပြီးတော့ဒီတိုင်းတောက်မယ်ဆိုလည်းရတော့ရတယ်နည်းနည်းတော့ပို့ကြတာပေါ့သို့တော့တောက်တိုင်းရောပေါက်လားဆိုတော့တောက်တိုင်းလည်းဒိဗတ်စကုပေါက်တာတော့မဟုတ်ဘူးကိုမှာတိရသမารီဟလား နယ်ပြေစုံလေးမှလည်းပေါက်တာပေါ့ပြီးနှက်ခတ်ချိန်ခါတွေမမကန်ကန်ချထားမှအေုံသေးချာစီရင်နိုင်မှလည်းပေါက်မှာပေါ့နော်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်အာချိန်မှန်ဖြစ်စီမှားတယ်ဖြစ်စီတတရနာကောင်ကအန်ရကင်းနဲ့အင်းတမျိုးပဲဖြစ်တဲ့အတွက်ဘလို့နည်းနဲ့ချပြီးတော့ဆင်ပြေပါတယ်နော်ဒါကြောင့်မို့လို့အကျိုးမယုံတဲ့အင်းမို့လို့ပြောပြတာဖြစ်ပါတယ်အဲ့တော့ င်းသွားကတော့ထွေထွေပြောပြစာမို့တော့ဘုံတန်တန်တန်ကိစ္စာမီလို့ဖတ်လိုက်တာနဲ့အင်းဘလို့သွားရဆိုတော့ဒီဒီနေရာနဲ့သွားမယ်ဘုံထန်တန်ရန်နဲ့ကိစ္စာမီခြံတိုင်းလည်းဒီလိုပဲသွားမယ်အဲ့တော့အလယ်မှာအင်းကွက်လေးလွတ်နေမယ်ဘယ်သူတောက်မှာလဲဖာနီသားတောက်မှာတနင်္လာသားတောက်မှာတနင်္လာသားတောက်မယ်ဆိုရင်နှစ်ပေါ့တနင်္လာသားတောက်မယ်ဆိုရင်တစ်ပေါ့ဒီအလယ်မှာထည့်ပေါ့ဒါပါတော့ဘုံလူသားတောက်မယ်ဆိုရင်၄ပေါ့ကျတာလေးသားတောက်မယ်ဆိုရင်၅ပေါ့တောက်ကြတာတောက်မယ်ဆိုရင်၆ပေါ့အဲ့တော့တနင်္လာသားတောက်မယ်ဆိုရင်၁ပေါ့ နှစ်လသားတောက်မယ်ဆိုရင်နှစ်ငါးလသားတောက်မယ်ဆိုသုံးဆယ်လသားတောက်မယ်ဆိုရင်ခုနှစ်သုံးဘုံသုံးညခုနှစ်ထဲတာပေါ့ပုံညာနော်အဲ့တော့ဒီအင်းဆန်တွေကိုထည့်တဲ့အခါမှာရွက်ကောင်းရဲ့မန်နေရတယ်တရဏဘုံကိုပဲရွက်ကနော်တရဏဘုံရွက်ပြီးတော့ပဲဘာလချိုက်ကိုရေးမယ်အုံဘုဒ္ဓရဏံကိစ္စမြေအုံဓမ္မရဏံကိစ္စမြေအုံသံဃရဏံကိစ္စမြေအုံဘုဒ္ဓရဏံကိစ္စမြေအုံဓမ္မရဏံကိစ္စမြေအုံသံဃရဏံကိစ္စမြေအဲ့လိုနော်ကျန်တာတွေကိုလည်းတရဏဘုံပဲရွက်ကပြီးလို့ရှိရင်ဒါပြချပြီးတော့တောက်တော်သေးလေးနဲ့တွဲပြီးတောက် အငြင်းကင်းပေးရှင်းတယ်အာကြားမြင်ပေါက်စီတယ်ဟုတ်နော်နောက်တစ်ခါနောက်တစ်ခုကတရဏဂုံကအရေးကြီးဆုံးအောက်မြင်ပဲလောကီပါဘာလို့လဲဆိုတော့လူတွေကဒီပဆက်ရဖို့ဟလာဒိဋ္ဌိရဖို့အဲ့နောက်ကိုအရင်လိုက်တော့တရဏဂုံတို့ကြီးကြံနေတာရှိတယ်တရဏဂုံလည်းငယ်လေးကကြားလာရတာဆိုတော့နည်းနည်းပေါ့တော့နော်တကယ်တော့တရဏဂုံအောက်မြင်ကိုမကြည့်ဘူးဆိုရင်အပေမပိတ်ဘူးမရဲပြန်ကြနိုင်နော်ဂုံတော်တွေဘလောက်ပဲတတ်ထောင်ရွတ်နေပါစေ လုံးကြီးတစ်စင်းလိုပဲဖုံးကန်တွေကတော့တက်သွားမယ်เนาะဒါပေမဲ့တရဏဂုံကိုတရဏဂုံနဲ့ကိုယ့်ရဲ့အောက်ခြေကိုမပိတ်နိုင်ခဲ့ဘူးဆိုလို့ရှိရင်အိတ်ထုံးကြီးမိစာကုံသွားတဲ့အခါမှာငရဲပြန်ကြနိုင်တယ်အပေပြန်လာနိုင်တယ်ဒါကြောင့်မလို့တရဏဂုံကိုအရင်ဆုံးပိုင်းပိုင်းနဲ့နဲ့ရွတ်ပြီးမှကုံတော်ကိုပွားပြီးမှအခြားသောကျင့်စဉ်တွေကိုတက်ဒါကြောင့်မလို့တရဏဂုံတောက်အင်းကိုဒါမြစ်တာနဲ့ညှောက်ပြေးလိုက်တာဖြစ်ပါတယ်